ငလင်းပင်အတွက်စကိုင်းနဲ့မန္တလေးသားမကနေပြည်တော်မှာလည်းအလူရှင်တွေလိုအပ်နေကြောင်းထုတ်ပြောလာတဲ့ရွှေနန်းတော်ရဲ့သမီးဖြစ်သူကြီးရန်ကုန်ဆယ်လီနယူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ပြီးခဲ့တဲ့မလ28ရက်ကစကိုင်းပြည်ကြီးကျောင်းငလင်းကြီးကျောင်းစကိုင်းတိုင်းမန္တလေးတိုင်းတို့မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အချိန်နဲ့တပြင်းကြီးအနေနဲ့ရင်းရက်ကကင်းစိန်လုပ်ငန်းတွေပရာဟီတာဖွဲ့ဝင်တွေကအင်တိုင်းအားတိုင်းငလင်းပင်အတွက်အကူအညီဆောင်ရွက်လာတာဖြစ်ပါတယ်။အခုတကားမြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့ငလင်းက9.8အင်အားပြင်းငလင်းဖြစ်တာကြောင့် ောင်အစာအုပ်အထက်မြင့်ပြိုကျမှုတွေကလည်းမနှဲမနှောပါပဲပြိုကျနေတဲ့အဆောင်နေကြမှာပိတ်မိနေတဲ့သူတွေကိုကင်တင်နိုင်ဖို့ကင်ကူညီကေစေးအင်အားတွေနိုင်ငံတကာကနေဝင်ရောက်လာကြပြီးမြေအပြည့်အစည်းများလာကြောင်းအစာအုပ်နေပိတ်မိပြီးအသက်ပေးလိုက်ရတဲ့သူတွေကထောင်ကနန်းထိရှိနေပြီဖြစ်ပါတယ်ငလင်ပေးကြောင်းပြည်သူလူထုရဲ့အသက်အဝင်စီးဆိုင်တွေဆုံးရှုံးလိုက်ရပြီးအချိန်ခဏအတွင်းမှာပဲလမ်းမပေါ်မှာအိမ်လမ်းမပေါ်မှာစားပွားတွေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်အခုချိန်မှာငလင်ပေးတဲ့ပြည်သူတွေအတွက်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင် န်ရရောပါထိခိုက်နေတာကြောင့်အဖက်ဖက်ကနေကုညီကေဆယ်မှုတွေကများစွာလိုအပ်နေတာဖြစ်ပါတယ်။ခုလိုကုညီကေဆယ်ပြဟိတလုံးနေကြတဲ့ပြဟိတလူကြီးတွေမှာရွှေနန်းတော်ဆိုင်ရှင်ရဲ့တမိဖြစ်သူဂျီကလည်းပါဝင်လာခဲ့ပါတယ်။ ဂျီကမိသားစုရင်းနဲ့မတူဘဲစိတ်တဘောထားပြေဝသူနေဖြင့်ပြိသက်တွင်ရဲ့ချစ်ခင်အားပေးမှုကိုရရှိထားသူပေါ့ကိုရိုင်းလဲပရာဟိတလုံရတာကိုဝါသနာပြီးပရာဟိတဖွဲ့စည်းလဲထောင်ထားတာပဲဖြစ်ပါတယ်ငလင်ဖြစ်ပြီးချိန်မှလဲဂျီရဲ့ပရာဟိတဖွဲ့ကချက်ချင်းအလုံးလုံးခဲ့ပြီးသူမကိုရိုင်းလဲအစာအုပ်ပြုတ်ပြတ်တွေကြားတဲ့ဒီဝင်းကပိတ်မိနေပြီးအသက်ရှင်လျက်ရှိနေသေးတဲ့လူတွေတည်ဆုံသွားပြီဖြစ်တဲ့ဓာတ်ပေါ်တွေကိုဖော်ထုတ်ကယ်ဆယ်တာတွေလုပ်ခဲ့တာပါ ဂျီယပရဟီတာဖွဲ့ကသူမနေထိုင်ရာမျိုးဖြစ်တဲ့နေပြည်တော်မှာရှင်ပင်နေပြည်တော်ကလည်းစကိုင်းတိုင်းမန္တလေးတိုင်းဤသူပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တာပါ။ဒါပေမဲ့အင်တာနက်ပေါ်မှာတော့နေပြည်တော်ရဲ့ထိခိုက်ပျက်စီးမှုတွေမတွေ့ရတာကြောင့်ကေဆိန်အဖွဲ့တွေအလူရှင်တွေကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုသာအပြုပြီးအများဆုံးတောင်းရောက်လူဒဏ်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ဂျီကလည်းနေပြည်တော်ရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုသတင်းဌာနတစ်ခုမှကြေညာလာခဲ့ပြီးအလူရှင်တွေကိုမန္တလေးနဲ့စကိုင်းတာမကနေပြည်တော်ကိုလည်းလာရောက်ကူညီကြဖို့တောင်းဆိုလာတာပါ။ငလင်ပေးမှာဒုက္ခရောက်သူတွေ တာမကကေစိမ်းလုံးနေတဲ့ဖွဲ့ဝင်တွေနဲ့ဈေးဘက်ဆိုင်ရာဖွဲ့စည်းမှလည်းအကူအညီတွေလိုအပ်နေကြောင်းပြောပြလာခဲ့တာပါ။သူမတို့အနေနဲ့လည်းဓာတ်ပေါ်ရိအိတ်တွေအလုံးလောက်မရှိတာကြောင့်ကေစိမ်းလုံးရမှာအခက်အခဲတွေအများစွာရှိကြောင်းဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။နောက်ပြီးနေပြည်တော်မှာလာရောက်ကူညီပေးတဲ့အလူရှင်တွေနေပါတာကြောင့်အလူရှင်တွေအနေနဲ့နေပြည်တော်ကိုလည်းပါဝင်လူဒန်းပေးကြဖို့တောင်းဆိုမှုတွေလုံလာခဲ့တာပါ။ပရိသတ်တချို့ကတော့ဂျီဟာမင်းကလေးတယောက်ဖြစ်ပေမဲ့ယောက်ျားလေးတွေနဲ့ဒန်တူအာတုမန်တဲ့ကေစိမ်းတွေလောက်ကိုင်နေတဲ့အတွက်ချီးကျူးထောပနာပြုနေပါတယ် င်ဂျီရဲ့မိဘတွေကိုသဘောမကျပေမဲ့ဂျီကမိဘတွေနဲ့မတူဘဲစိတ်သဘောထားမောင်မြတ်သူလိုမှတ်ချက်တွေပေးလာကြတာပါတချို့ကလည်းအလူရှင်တွေကိုအခုလိုခေါ်နေမဲ့အစားဂျီဟာနိုင်ငံတော်အကြီးငယ်တအုပ်ရဲ့သမီးဖြစ်တဲ့လို့ရွှေနန်းတော်ပိုင်ရှင်လေးဖြစ်တာကြောင့်ကိုတိုင်လှူလိုက်ပါဆိုပြီးထောက်ပြနေတဲ့သူတွေကလည်းခမများများရေပါကြီးရှုနေကြတဲ့ပြည်သက်အနေနဲ့ရောနေပြီးတော့မှငနေပြီးခန်းစားနေရတဲ့ပြည်သူတွေနဲ့ကယ်ဆယ်ရေးပရဟိတဖွဲ့တွေအတွက်အလူရှင်တွေလိုအပ် နေကြောင်းတောင်းဆိုလာတဲ့ဂျီနဲ့ပတ်သက်ပြီးအမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြီးရှုပေးလို့ကျေးဇူးများတင်ပါ ါတယ်ရှင်